လေးမီပွားခန်းဒီမှာချစ်ခင်မွန်လေးနဲ့အတူတူအမတ်တရားတပ်ပုံလေးတွေဝေးများလာခဲ့တဲ့ဖူဘလော့ကာနားမူလေးမင်္ဂလာပါပရိသတ်ကြီးရှင်ဖူဘလော့ကာနားမူလေးကတော့မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးနဲ့အအောင်မြင်ဆုံးဖူဘလော့ကာတစ်ယောက်လေးဖြစ်ပါတယ်ဖူဘလော့ကာနားမူလေးရဲ့တင်ဆက်ပုံတွေက အများနဲ့မတူပဲကွဲထွက်နေတာပါနားမူလေးဟာအစားအသောက်တွေကိုလက်လက်ဆက်ဆက်နဲ့ကြည်လက်သဘာဝအတိုင်းဂုံပကသနာမပါဘဲနဲ့ထမင်းစားဗီဒီယိုလေးတွေရိုက်ကူးတင်ဆက်နေတာဖြစ်ပြီး သဘာဝကြတဲ့လူနေမှုပုံစံလေးတွေကြောင့်ပြည်သက်တွေရဲ့အားပေးခြင်းကိုရရှိထားသူလည်းဖြစ်ပါတယ်။ Food Blogger နားမူလေးတင်ဆက်တဲ့ထမင်းစားဗီဒီယိုတွေကကြေးလက်တော်ရွာလေးနဲ့ဝေးကအလုံးလုံးနေရတဲ့သူတွေမြမအစားအစာတွေနဲ့ဝေးနေတဲ့မြမလူမျိုးတွေအတွက်တကယ်ကိုလွမ်းစရာလေးတစ်ခုပါ။ဒါကြောင့်မလို့လဲနားမူလေးကိုပြည်သက်တွေကချစ်ခင်အားပေးကြပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းကနားမူလေးရဲ့ရုတ်တရက်မင်္ဂလာသတင်းကြောင့်ပြည်သက်တွေကအံ့အားသင့်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ နားမှုလေးလက်ထပ်လိုက်တဲ့သူကလည်းငယ်ချင်းဦးဖြစ်တယ်လို့ဆရာဝန်တအူးလည်းဖြစ်တယ်လို့လည်းသိရပါတယ်။အခုလက်ရှိမှာတော့ food blogger အလုပ်တွေကိုခဏနာထားပြီးပထမဦးဆုံးသားဦးလေးကိုနေစီလာစီနဲ့ကိုဝင်လွယ်ဆောင်ထားရပြီးမကြခင်မှာရင်သွေးလေးမွေးဖွားတော့မှာပဲဖြစ်ပါတယ်။နားမှုလေးကမင်္ဂလာဆောင်ပြီးတိတ်မကြခင်မှာပဲရင်သွေးလေးကိုလွယ်ထားရပြီးဖြစ်တဲ့အကြောင်းအတိပေးလာခဲ့တာလည်းဖြစ်ပါတယ်။အခုတကောင်မှဆိုရင်လည်းနားမှုလေးကကလေးမွေးဖွားခန်းကြီးမှာ ချစ်ခင်မောင်လေးနဲ့အတူတူအမတ်တရတပ်ပုံလေးတွေကိုပရိသတ်တွေအတွက်ဝေမျှလာခဲ့တာပါချစ်စရာကောင်းပြီးလှပနေတဲ့သူတို့ရဲ့ပုံလေးတွေကြောင့်ပရိသတ်တွေကသဘောကျနေပြီးရှင်သွေးလေးကိုလည်းကျမ်းမာစွာနဲ့မွေးဖွားနိုင်စေဖို့အတွက်ဆူတောင်းပေးနေကြတာလည်းဖြစ်ပါတယ်ဖူဘလော့ဂါနားမှုလေးတို့ရဲ့ချစ်စရာပုံရိပ်လေးတွေကိုပရိသတ်တွေအတွက်အခုလိုပဲဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်